ားလုံးပဲမင်္ဂလာပါ။မြောက်ဝိတက်တင်မဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေနေကောင်းကြပါရဲ့လား။မိဘမေတူကတန်းထောင်ရှိတန်တဲ့ကဘာကျော် Rolex နိုင်တွေကိုဖန်တီးခဲ့တဲ့ဆိုတာကိုသင်သိပါသလား။ငွေလည်းမရှိအဆက်အသွယ်လည်းမရှိတဲ့မိဘမေတူကကဘာမှာအကျော်ကြားဆုံးနိုင်အမှတ်တံဆိပ်ကိုဘလို့တီးဆောက်နိုင်ခဲ့တာလဲ။ Rolex ရဲ့တမိုင်းကြောင်းများစွာဟာ show ဝဆန်းကျင်မှုတွေနဲ့ပြည့်နှက်နေပါရဲ့။ဒါပေမဲ့ဒီနေ့မှာတော့ Rolex ရဲ့ရှမ်းသာကြွယ်ဝမှုအကြောင်းကိုလူကြီးမင်းတို့နားလေသဘောပေါက်အောင်အထိပြေဆုံးစွာတင်ဆက်ပေးသွားမှာပါ။ ပြီးရင်တော့ဘာကြောင့် Rolex နိုင်ယူတွေကဈေးအရန်ကြီးနေရတာလဲဆိုတာကိုပါနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့အဖြေရှာပေးတော့ဥမာလဲဖြစ်ပါတယ်အဲ့ဒါကြောင့်နောက်ထပ်ဗီဒီယိုတစ်ခုကိုလည်းဝင်ကြည့်တော့ဖို့မမေ့ပါနဲ့ရိုလက်စ်ရဲ့ဇာတ်လမ်းကိုပြောရမယ်ဆိုရင်ဆန်တစ်တီထွန်နိုင်ဇွန်ရှိတဲ့ကုမ္ပဏီတီထောင်သူဟန်ဝစ်ဒေါ်ရဲ့အကြောင်းနဲ့စရရမှာပဲဖြစ်ပါတယ် ူ့ကို1880ခုနှစ်မှာမိခင်အန်နာနဲ့ဖာခန်ဂျန်ဝက်စတော်တို့ကနေပြီးတော့ဂျာမနီနိုင်ငံမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့ငယ်ဘဝကတော့ပျော်စရာအတိတ်နဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့အသက်7နှစ်အရွယ်မှာအဖေရောအမေရောနှစ်ယောက်စလုံးမမျှော်လင့်ပဲရှင်းစင်နောက်ဆင့်ဆုံးပါသွားတဲ့အတွက်ကြည်ကွေးစရာဖြစ်ခဲ့ရပါတယ်။လာအနည်းငယ်အတွင်းမှာပဲဟန်ဟာမိစုံဖောက်အုပ်နေရတဲ့ဘဝကနေပြီးတော့မိဖမေးတယောက်ဖြစ်သွားခဲ့ရပါတော့တယ်။သူဟာသူ့ဦးလေးတွေနဲ့အတူနေထိုင်ခဲ့ပြီးတော့သူတို့ကသူ့ကိုဘွာတာဆောင်မှာထားပေးခဲ့ပါတယ်။ အစပိုင်းမှာတော့သူဟာဒီအရာအလုံးအတွက်စိတ်ဓာတ်အလွန်ကြာခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ចောင်းစာမှာပဲစိတ်နှိပ်ပြီးတော့စိတ်ဓာတ်ကြာတော်တွေကိုကုစားခဲ့ပါတယ်။သူကမတူညီတဲ့ဘာသာစကားများစွာကိုလေ့လာသင်ယူရတာကိုကြိုက်နှစ်သက်ပြီးတော့အဲ့ဒီအချက်ကပဲကြောက်မိတဲ့အခါနိုင်ငံသားထွက်ပြီးအရှေ့ချနေထိုင်ဖို့အထောက်အကူဖြစ်စေခဲ့ပါတယ် ဘွေရပြီးနောက်မှာတော့သူဟာဆွစ်ဇာလန်နိုင်ငံကိုထွက်လာခဲ့ပြီးအဲ့ဆောင်နာကြီးအမျိုးစုံကိုတင်ပို့ရောင်းချတဲ့ Kuno Cotton Company မှာအလုပ်ဝင်ခဲ့ပါတယ်။သူဟာအင်္ဂလိပ်ပြင်သစ်နဲ့ဂျာမန်စကားတွေကိုကျွမ်းကျင်စွာပြောဆိုနိုင်တဲ့အတွက်စရေးနဲ့အစာရေးသားဆက်သွယ်ရတဲ့သူအဖြစ် company မှာနေရအခိုက်အမာရခဲ့ပါတယ်။ company ဟာသူတို့ရဲ့ကိုပိုင်နိုင်ရီတချို့ကိုလည်းထုတ်လုပ်ပါတယ်။ဒါကြောင့်မဲ့သူဟာနိုင်ရီဖွဲ့စည်းတည်ဆောက်ဖို့ကိုနားလည်နိုင်ဖို့နဲ့နိုင်ရီထုတ်လုပ်တဲ့နီးလန်းကိုအနှင်းကပ်လဲလာနိုင်ဖို့အခွင့်အရေးကောင်းများစွာကိုရရှိခဲ့ပါတယ်။ နာယီတလုံးဖြစ်လာဖို့လက်နဲ့လှုပ်ရတဲ့အရာပေါင်းများစွာရှိပြီးတော့အဲ့ဒီအထင်းမှာတရက်အတွင်းမှာနာယီယာနဲ့ရှီကိုလက်နဲ့လှည့်ကြည့်ပြီးစစ်ရတဲ့အလုပ်မျိုးတွေလည်းပါဝင်ပါတယ်သူအဲ့ဒီနေရာမှာရှိနေစဉ်အတွင်းနိုင်ီလုတ်တဲ့လက်မှုပညာကိုအလွန်တန်ဖိုးထားမျက်နှာမှုတွေဖြစ်လာခဲ့ပြီးတော့ပြည်ပြစ်ဆောင်တဲ့နိုင်ီတို့ကိုဖန်တီးနိုင်ဖို့စိတ်အားထက်သန်နေခဲ့ပါတယ်။2003ခုနှစ်မှာတော့သူဟာလန်ဒန်ကိုပြောင်းရွှေ့ခဲ့ပြီးကုမ္ပဏီတစ်ခုမှဝင်ရောက်ပြီးရခိုင်အလုပ်ထက်ရာထူးတာဝန်ပိုကြီးတဲ့အယောက်မြင့်တင်ရင်းနဲ့ဖောက်တဲ့အသည့်ရှာရတဲ့ရာထူးနဲ့လောက်ကင်ခဲ့ပါတယ်။ ဲ့ဒီအလုတ်ကြောင့်ပဲသူဟာနိုင်အမတ်တစိတ်တစ်ခုနဲ့တစ်ခုကဘာကြောင့်ကြော်ကြားချက်ကြီးမားရတာလဲဆိုတာတွေပြီးတော့ brand တစ်ခုအောင်မြင်ဖို့အတွက် marketing ကဘယ်လောက်ထိအရေးပါတယ်ဆိုတာတွေကိုနားလည်လာခဲ့ပါတယ်။အဲ့ဒီမတူညီတဲ့အလုတ်တွေဟာအတော်လေးကိုပျော်စရာကောင်းခဲ့ပါတယ်။ဒါပေမဲ့သူ့မှာပုံမကြီးမားတဲ့အိမ်မက်ရှိနေခဲ့ပြီးတော့သူ့တင်ယူရရှိခဲ့တဲ့ကျွမ်းကျင်မှုတွေကိုသူကိုယ်တိုင်လက်တွေ့အကောင့်တွေဖော်ဆင်နေတာပဲဖြစ်ပါတယ်။ 1905ခုနှစ်သူအသက်24နှစ်မှာဟန်ဟာသူ့ရဲ့ကိုပိုင်နိုင်ထုတ်လုပ်ရေးလုပ်ငန်းကိုစတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူစုဆောင်ထားတဲ့ငွေနည်းတွေကိုလုပ်ငန်းမှာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ဒါပေမဲ့ရင်းနှီးငွေအများစုကတော့ co-founder တူဖြစ်တဲ့သူ့ရဲ့ယောက်ဖ Alfred Davey ရဲ့ငွေတွေပဲဖြစ်ပါတယ်။သူတို့က Wedos and Davey ဆိုတဲ့ company ကိုပူးတွဲတည်ထောင်ပြီးတော့ UK မှာရောင်းချဖို့အတွက် Switzerland ကနိုင်ငံကြီးတွေကိုစတင်ပြီးတော့တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်းအဲ့ဒီခေတ်တုန်းကလက်ပတ်နိုင်ရည်တွေဟာအခုလိုလူကြိုက်မများသလိုအများစုကအမျိုးသမီးလက်ဝဲယတနာအဖြစ်ပဲမှတ်ယူထားကြတာဖြစ်ပါတယ်။တချို့ဆိုရင်ဒီလိုနိုင်ရည်သေးသေးလေးတွေကအလွယ်တကူကွေးတော်နိုင်ပြီးတော့အချိန်လဲတိကျမှာမဟုတ်ဘူးလို့တောင်ဆိုခဲ့ကြပါတယ်။ပြီးတော့အိတ်ဆောင်နိုင်ရည်တွေသာအကောင်းဆုံးလို့သူတို့သိခဲ့ကြတာပါ။ဟန်ရဲ့လက်ပတ်နိုင်ရည်တွေဟာပိုပြီးတက်တောက်တက်တာဖြစ်ပြီးကြောကြောမောမောရှိပါတယ်။ပြီးတော့ဟန်ကငါရဲ့အမြင်မှာတော့အိတ်ဆောင်နိုင်ယူတွေဟာလုံးဝပြောက်ကွယ်သွားမှာဖြစ်ပြီးတော့အဲ့ဒီနေရာကိုလက်ပတ်နိုင်ယူတွေကကျင့်တဲ့အစားဆုံးဝင်ရောက်နေရယူလာလိမ့်မယ်လို့ပြောခဲ့ပါသေးတယ် ဟန်ဟာသူ့ရဲ့နိုင်ယူတွေဟာဒီထက်ပိုပြီးအရေးသေးကောင်းဖို့လိုတယ်လို့ခံစားလာရပါတယ်။ဒါကြောင့်သူက company ရဲ့ငွေအကုန်သုံးပြီးတော့တွေးသမျှလက်ပတ်နိုင်ယူတိုင်းကိုလိုက်ဝေပါတော့တယ်။လက်ပတ်နိုင်ယူတွေဟာနိုင်ယူလောကရဲ့အနာဂတ်ပဲဆိုတဲ့အတွေ့နဲ့လိုက်ဝေနေခဲ့တာပါ။လူတိုင်းကသူ့ကိုယူနေပြီးလို့သတ်မှတ်ခဲ့ကြပြီးတော့သူ့ရဲ့စီးပွားဖက်တွေတောင်မှပဲဒီအကြံဟာအလုံးမဖြစ်ဘူးဆိုတာတန်တရားရှိခဲ့ကြပါတယ်။ဒါပေမဲ့လည်းဒီအချက်ကပဲသူ့ကိုနိုင်ယီလောက်တဲ့လူတိုင်းနဲ့တွေးဆုံနိုင်စေခဲ့ပြီးတော့နိုင်ယီလောကရဲ့တကိစ္ဆာကြီးပါဆိုတဲ့လူတွေစီကနေလေးလာတင်ယူနိုင်စေခဲ့တာပါ အနည်းဆုံးကတော့လူတိုင်းစီကအတွေ့အကြုံတစ်ခုသင်ခန်းစာတစ်ခုကတော့ရယူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟန်ဟာသူဆွစ်ဇာလန်မှာအလုပ်လုပ်ခင်းစဉ်ကတီကျွန်းခဲ့တဲ့အဆက်အသွယ်ဟောင်းတွေစီကိုပြန်လည်ရှိတ်ဆက်ပြီးတော့သူစိတ်ကြိုက်ဆွစ်ဇာလန်ထုတ်စံနာယူတွေကိုတင်သွင်းခဲ့ပါတော့တယ်ဒါကြောင့်ပဲသူတို့ကအည်အသွေးမြင့်တဲ့လက်ပတ်နာယူတွေကိုစတင်ဖင်တီးနိုင်ခဲ့ပါတယ်ဟန်ကအောင်မြင်ဖို့ဆိုရင်အည်အသွေးကောက်ယုံနဲ့မရဘူးဆိုတာကိုသဘောပေါက်တဲ့အတွက်အရေးကြီးဆုံးဖြစ်တဲ့အမှတ်တရစိတ်အတိအမှတ်ပြုမှုရရှိဖို့အမှတ်တရစိတ်ပုံရိပ်မြင့်ဖို့လှုံ့ဆော်ခဲ့ပါတယ် role ဆိုတဲ့နာမည်စဖြစ်လာပုံကတော့အနေငယ်ထူဆန်းပါတယ် ဟန်ကသူဟာထူးခြားတဲ့နာမည်ရလာဖို့အတွက်အခရာတွေကိုကြပန်းတွေးဆက်ပြီးတော့ဖြစ်နေတဲ့မြန်နီလန်အစုံနဲ့အချိန်ပေါင်းရာရှိစ조사ခဲ့ပေမဲ့တခုကမှသူစိတ်ကြိုက်မဖြစ်ခဲ့ဘူးလို့ဆိုပါရယ်ဒါပေမဲ့တနေ့မှာတော့သူအလုတ်ကိုတောနေစင်မှာနဲ့သမီးတစ်ပါးကရိုလက်ဆိုတဲ့နာမည်ကိုသူ့နာထဲမှာတိုးတိုးလေးတီးတိုးလာပြောတယ်လို့ဆိုပါရယ်သူကနဲ့သမီးကတကယ်လာပြောတော့တာလားဆိုတာမသိပေမဲ့ Rolex ဆိုတဲ့နာမည်ဟာတော်တော်လေးနဲ့မှတ်မိလွယ်ပြီးတော့ဘာသာစကားတိုင်းနဲ့အသင်ထွက်ရလွယ်ကူတဲ့လုံးဝပြည့်ပြည့်စုံတဲ့နာမည်တစ်ခုဆိုတာကတော့အသေးချာပါပဲ။ နောက်ပြီးတော့ Rolex ဆိုတဲ့နာမည်မှာထူးခြားတဲ့ style တစ်ခုရှိပြီးတော့လွန်မိုးနိုင်စွန်းရှိတယ်လို့ခံစားမိတဲ့အတွက်ဟန်ဟာသူ့ရဲ့နိုင်ဤဒိုင်ခွက်အလုံးမှာ Rolex ဆိုပြီးတော့ရိုက်နှိပ်ပြီး brand ရဲ့ပုံရိပ်တစ်ခု brand ရဲ့သင်္ကေတတစ်ခုဖြစ်အောင်ဖန်တီးပုံဖော်ခဲ့ပါတော့တယ်နောက်နှစ်အနည်းငယ်အကြာမှာတော့ company name တစ်ခုလုံးကို Rolex Watch Company Limited ဆိုပြီးတော့ပြောင်းလဲခဲ့ပါတယ်။သူတို့ရဲ့လက်ပတ်နိုင်အသစ်ဟာလည်းမြန်မြန်ဆန်ဆန်ရောင်းအားတက်လာခဲ့ပါတယ်။ 1910ခုနှစ်မှာတော့ Rolex ဟာဆွစ်ဇာလန်နိုင်ငံရဲ့အရှိန်တိကျမှုအတိအမှတ်ပြုလက်မှတ်ရှင်းမြန်းခံခဲ့ရတဲ့ပထမဆုံးလက်ပတ်နိုင်ရည်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီတော့1910ခုနှစ်အရောက်မှာတော့ British King Officer Battery ကနေပြီးတော့ Rolex နိုင်ရည်ကို Class A အဆင့်သတ်မှတ်ပေးခဲ့ပါတယ်။ Class A အဆင့်သတ်မှတ်ခံရတဲ့ပထမဆုံးလက်ပတ်နိုင်ရည်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ Rolex ဟာအည်သွေးမြင့်တဲ့အဖွဲ့အစည်းအဖြစ်စတင်နိုင်ခဲ့ပြီးတော့အဲ့ဒီအချက်ကပဲရောင်းအားတက်လာအောင်ပုံမိုးဆွေးဆောင်နိုင်ခဲ့ပါတယ်။ လန်ဒန်မှာရှိတဲ့ Rolex ရဲ့ရုံးချုပ်မှာဝန်ထမ်း60ကျော်ရှိပြီးတော့အဲ့ဒီရုံးချုပ်ဟာကုမ္ပဏီမှရောင်းရတဲ့ဈေးကွက်တိုင်းကိုတင်ပို့တဲ့စင်တာကြီးဖြစ်လာပါတယ်။ဒါပေမဲ့1914ခုနှစ်မှာပထမကမ္ဘာစစ်ကြီးဖြစ်လာခဲ့ပါတယ်။စစ်အတွင်းမှာဂျာမနီဟာဗြိတိန်ရဲ့ရန်သူဖြစ်လာခဲ့ပြီးတော့ဟန်ဟာဂျာမန်နာမည်ဂျာမန်လေယူလေသိန်းနဲ့ဂျာမန်ຫນွေဘွားတယောက်ဖြစ်နေတဲ့အတွက်တင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။အဲ့ဒါအပြင်စစ်အတွင်းမှာဗြိတိန်အစိုးရဟာဇင်ခံပစ္စည်းအလုံးကိုတင်သွင်းခွင့်33ရာခိုင်နှုန်းကောက်ခံခဲ့ပါတယ်။ ။ဒါကြောင့်ဟန်ဟာပဋိပက္ခတွေကိုရှောင်ရှားနိုင်ဖို့နဲ့အဓိကကြားတဲ့အခွင့်အရေးမှမှုကိုရှောင်လွှဲနိုင်ဖို့အတွက် Rolex ရုံးချုပ်ကိုဗြိတိန်ကနေပြီးတော့စစ်အတွင်းမှာကြားနေနိုင်ငံဖြစ်တဲ့ Switzerland နိုင်ငံကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပထမကမ္ဘာစစ်အတွင်းမှာ Nike Company အများအပြား Diwali ခံခဲ့ကြရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ Rolex အတွက်အောင်မြင်တဲ့အချိန်ဖြစ်နေရတာပါ။ဘာကြောင့်လဲဆိုတော့ Rolex လက်ပတ် Nike တွေဟာအိတ်ဆောင် Nike တွေထက်ပိုတိကျပါတယ်။ အကျန့်ခံတဲ့ပိုပြီးအဆင်ပြေတယ်ဆိုပြီးတော့စစ်တပ်တွေထဲမှာလူကျက်များလာတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ Rules ကိုလင်းရင်မြန်စောတိုးတက်စေခဲ့တဲ့အချက်ကအဲ့ဒီအချက်မဟုတ်သေးပါဘူး။1920ခုနှစ်တည်းအစောပိုင်းကာလတွေမှာဟန်ဟာအာဂရာသမားတွေလင်းရင်ပိုင်လော့တွေအစအောင်မြင်နေတဲ့သူတွေနာမည်ကျော်တွေကိုသူ့ရဲ့နိုင်ယူတွေကိုပေးပြီးတော့ဝက်ဆင်စေခဲ့ပါတယ်။ဒါကြောင့် customer တွေရဲ့အမြင်မှာ Rolex ဆိုတာအောင်မြင်သူတွေရဲ့ပြားရုပ်အဖြစ်မြင်လာကြပြီးတော့ Rolex နိုင်ကြီးကိုဝတ်ထားလို့ရှိရင်အလိုလိုနေရင်အဆင်အပန်းမြင်လာသလိုမြင်လာကြတာပဲဖြစ်ပါတယ်။ သူဟာကြောညာတွေရဲ့အခန့်ကဏ္ဍကိုသူ့ပြိုင်ဘက်တွေမရိပ်မစားမိခင်ဆေစုနှစ်မြားစော်ကလေးကနားလေသဘောပေါက်ထားတဲ့အတွက်ရေဒီယိုနဲ့သတင်းစာတွေကနေကျွန်းကျင်ပါနေတဲ့ကြောညာပေါင်းမြားစော်ကိုကြောညာခဲ့ပါတယ်အဲ့ဒီတော့1926ခုနှစ်မှာတော့ Rolex ဟာ Oyster ကမာကောင်းဆိုတဲ့နာမည်နဲ့ကမ္ဘာပထမဆုံးရေစိုကန်နာကြီးကိုစီးပွားဖြစ်ထုတ်လုပ်ခဲ့ပါတယ်။ပြီးတော့သူ့မှာအဲ့ဒါကိုဘလို့ marketing လုပ်ရမယ်ဆိုတဲ့ PP စုံတဲ့ idea လည်းရှိခဲ့ပါတယ်။ အင်္ဂလိပ်ရေလက်ကြားကိုရေကူးပြီးဖြတ်ကူးမဲ့အမျိုးသမီးတယောက်အကြောင်းကိုတည်တာနဲ့ဆက်ရှင်းဆိုသလိုပဲဟန်ဟာသူမကိုသူတို့ရဲ့ Ice Star နိုင်ကြီးကိုဝက်ပြီးဖြတ်ကူးဖို့ကန့်လန့်ခဲ့ပါတယ်။ရေထဲမှာစေနာကြီးကျော်ကြောင်အထိဖြတ်ကူးပြီးနောက်ကောင်းကောင်းအလုပ်လုပ်နေသေးတဲ့ Rolex Ice Star နိုင်ကြီးကိုပတ်ပြီးသူမကုန်းပေါ်တက်လာချိန်မှာတော့ Rolex ရဲ့ထုတ်ကုန်အသေးနဲ့ပတ်သက်တဲ့သတင်းတွေဟာကမ္ဘာထိပ်တန်းသတင်းစာတွေရဲ့ခေါင်းကြီးပိုင်းတွေမှာနေရာယူလိုက်ပါတော့တယ်။ အဲ့ဒါပြီးတော့ဟန်ဟာရိုလက်စ်ရဲ့အယောင်ကိုစလေအလုံးကိုရိုလက်အိုက်စတာရေစိုကန်နာကြီးကိုငါအစစ်တွေကုခတ်နေတဲ့ငါကန်တဲ့ထစ်ကအယောင်ပြကန်တွေမှာပြသထားဖို့မှာကြာခဲ့ပါတယ်ရိုလက်စ်ရဲ့သမိုင်းမှာနောက်ထပ်ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုကနောက်၅နှစ်အကြာမှာပဲဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့ Rolex ရဲ့ engineer တွေကအရင်တော့ကမဖြစ်နိုင်ဘူးလို့ယူဆခေးကြတဲ့အလိုလျောက်လေပတ်နိုင်တဲ့ perpetual rotor ကိုတီထွန်ဖန်တီးနိုင်ခဲ့လိုက်တာပဲဖြစ်ပါတယ်။ဟန်ဟာ Rolex ကိုအမြဲတမ်းထိတ်ဆုံးမှရည်တည်နိုင်ဖို့အစဉ်မပြတ်လှုပ်ဆောင်ခဲ့ပါတယ်။ ရိုလက်စာစွန်းစွန်းစားစားလုပ်တဲ့ရေးရေးတောက်တတိရှင်တွေကိုရိုလက်စ်နိုင်ကြီးကြော်ညာဖို့ရွေးချယ်ခဲ့ပါတယ်။ဥပမာအနေနဲ့ပထမဆုံး Airwide တောက်ထိပ်ကိုပြန်တန်းခဲ့တဲ့ Pilot စာရိုလက်စ်နိုင်ကြီးကိုဝက်ဆင်ထားသလို1935ခုနှစ် U-Test မှာ Malcolm Campbell ကမြေပြင်အမြင်နှုံးစင်ချင်းတင်နိုင်ခဲ့ချိန်မှာလဲရိုလက်စ်နိုင်ကြီးကိုပဲဝက်ဆင်ထားခဲ့တာပါ။ဒါဟာ marketing လောက်ရမှာတကယ်ကိုမဟာပြူဟာမြောက်ပေါင်းစပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါတွေကတော့ roller ဆာလင်းရင်မြင်စောကြီးထွားလာပြီးတော့ဘလို့ပုံစံနဲ့ပို့ပို့ပြီးတော့လူကြိုက်များလာအောင်လုပ်ခဲလဲဆိုတာပဲဖြစ်ပါတယ်။1945ခုနှစ် roller company ရဲ့နှစ်40ပြည့်နှစ်ပတ်လည်မှာ roller ဆာရက်ဆွဲပါတဲ့ပထမဆုံး auto နိုင်ကြီး Dave Jazz ကိုထုတ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနိုင်ကြီးကိုမိတ်ဆက်ပွဲမလုပ်ခင်မှာပဲဟန်ဟာအဖျားယောဂါကြောင့်သူ့မိမကိုဆုံးချုံလိုက်ရပါတယ်။သူ့မိမဟာသူနဲ့အတူအနေအမြဲအတက်အကျအားလုံးကိုကြော်ဖြတ်ခဲ့တာပါ။သူမိမကိုဆုံးရှုံးလိုက်ရတဲ့အတွက်အဲ့ဒီအချိန်ဟာသူ့အတွက်အလွန်တရာဆိုးရွားတဲ့ကာလတစ်ခုဆိုတာသိကြပါဗျ သူကအသက်70နှစ်မှာမိဘမေဖြစ်ခဲ့ရသလိုအခုအသက်63နှစ်မှာလည်းတာသမီမရှိတဲ့မုံဆိုးဘတယောက်ဖြစ်နေပါပြီ။ ဟန်ဟာနာယူရရဲ့သခင်ဖြစ်ပေမဲ့မိသားစုနဲ့ပတ်သက်လာရင်တော့ကဲမကောင်းတဲ့သူပါ။ဒါကြောင့် तू ဟာတင်ချင်းတရားကိုပို့တွေးလာခဲ့ပါတယ်။ပြီးတော့ तू ကွင်းလင်းချိန်မှာ तू တယုတ္တရာနဲ့ကြိုးကြိုးဆဆတီးဆောက်ထားရတဲ့သူ့ရဲ့နိုင်ယီအင်ပါယာကြီးရဲ့အနာဂတ်ကိုကောင်းမွန်တဲ့လက်ထဲမှာထိမ့်သိမ်းထားနိုင်ဖို့အတွက်နောက်ထပ်နှစ်အနည်းငယ်ကြာအောင်နီလန်းတွေစ조사ရှာဖွေခဲ့ပါတယ်။ဒါကြောင့်ပဲ1946ခုနှစ်မှာ Han Webdrop Foundation ကိုတည်ထောင်ပြီး तू ပိုင်ဆိုင်တဲ့ Rolex အစုရှယ်ယာအလုံးကို Foundation ကိုလွှဲပြောင်းပေးခဲ့ပါတယ်။ ဒီနေ့ချိန်ထိဒီအဖွဲ့အစည်းဟာ Rolex ရဲ့ပိုင်ဆိုင်မှုနဲ့ထိန်းချုပ်မှုကိုအပြစ်အဝဆက်လက်ထိန်းထားစေဖြစ်ပါတယ် company တစ်ခုမဟုတ်ပဲ foundation တစ်ခုဖြစ်တဲ့အတွက်ဘလို့အမျက်အစွန်းအတွက်မဆိုအခွင့်ကောက်ခံချက်မရှိတဲ့အတွက်ငွေကြေးရခိုင်တို့အများစုဟာပညာရေးထောက်ပံ့ခြင်းနဲ့နိုင်ရီထုတ်လုပ်တဲ့သင်တန်းတွေအပါအဝင်အခြား private လုပ်ငန်းတွေစီကိုပဲဥတည်စီစဉ်ခဲ့ပါတယ်ငွေအလုံးဟာ private လုပ်ငန်းတွေစီကိုမရောက်ဘူးဆိုတဲ့သတင်းတွေရှိနေပေမဲ့လည်း Rolex မှာအစုရှယ်ယာပိုင်ဆိုင်သူတွေမရှိသလိုယုံကြည်မှုကိုလည်းရရှိထားတဲ့အတွက်သူတို့ရဲ့ဘန်ဒါရေးဆိုင်ရာစည်ရင်းစရာတွေကိုထုတ်ဖော်ပြသဖို့မလိုပါဘူးဒီလိုအဖွဲ့အစည်းကြောင့်ပဲ Rolex ဟာ showage ချက်တွေကိုတော်တော်လေးလုံခြုံအောင်ထိမ့်သိမ်းထားနိုင်တဲ့အတွက်ကမ္ဘာပေါ်မှာအကျော် ြားဆုံးနိုင်အမှတ်တရဖြစ်ပေမဲ့လည်းကုမ္ပဏီရဲ့စီမံခန့်ခွဲပုံဘသူကအမှန်တကယ် Rolex ကိုဥဆောင်နေပြီးအမျက်ငွေကဘလောက်ရရဲအဲ့ဒီငွေတွေကိုဘာလုပ်တယ်ဆိုတော့ကုမ္ပဏီရဲ့အတွင်းရေးတွေကိုတည်တဲ့သူနေပါပါတယ်ဒါကြောင့်မဲ့တချို့လူတွေက foundation ဆိုတာ Rolex ရဲ့ရှမ်းသာကြွယ်ဝမှုနဲ့စွမ်းအားကိုကောက်ကွယ်နိုင်ဖို့အတွက်လိမ္မာပါနေတဲ့နီးလန်းတစ်ခုသာဖြစ်တယ်လို့ဆိုကြပါဗျာ ရိုလက်စ်ရဲ့ဝန်ထမ်းတွေဟာလည်းတင်းကျပ်တဲ့စီကွန်းတွေကိုသဘောတူရပြီးတော့အဲ့ဒီအချက်တွေကိုထုတ်ပေါ်ပြောဆိုခွင့်မရှိသလိုရိုလက်စ်အဆောက်အဦထဲမှာဓာတ်ပုံရိုက်ခွင့်တောင်မှမရှိပါဘူး။ရိုလက်စ်ဟာ Shadow အောက်မှာအလုံးလုံးနေရတာဖြစ်တဲ့အတွက်ဘယ်သူမှအမှန်တကယ်တိတိကျကျမသိကြတာကြောင့်ဝေဖန်ဖို့လည်းမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့သိတာတစ်ခုကတော့1960ခုနှစ်ဟန်ကွလန်ပြီးနောက်ပိုင်းပိုင်ရှင်အသစ်ဖြစ်လာတဲ့သူတွေဟာလည်း company ကို ARG company တစ်ခုအဖြစ်ဆက်လက်ရည်တည်နိုင်အောင်စွန့်ဆောင်ထားနိုင်စေဆိုတာပါပဲ။ဒါပေမဲ့ကြီးမားတဲ့အချိုးအကွက်တစ်ခုရှိနေခဲ့ပါတယ်။ 1980ခုနှစ်တည်းမှာ Corus Revolution ဖြစ်ပြီးတော့ Corat Battery နိုင်ရီတွေဟာစက်နိုင်ရီတွေထပ်ပိုပြီးတိကျသလိုဈေးလဲတက်တာပြီးတော့အမြောက်အများထုတ်လုပ်ဖို့လွယ်ကူပါတယ်အဲ့ဒါကြောင့်ပဲ Chorus Naiyu တွေဟာဈေးကွက်ကိုလွှမ်းမိုးခဲ့ပါတယ်။လက်ပတ်ဆက်နိုင်ရီထုတ်လုပ်တဲ့ကုမ္ပဏီအများစုဟာ1980နဲ့1988ခုနှစ်ကြားမှာဒေဝလီခံသွားခဲ့ရပါတယ်။ Swiss Naiyu ထုတ်လုပ်တဲ့လုပ်ငန်းအလုပ်ကိုင်ဟာလည်း9000ကနေ2800အထိကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ Rolex ကတော့ပန်းပန်လျက်ပါပဲ။ ရိုလက်စ်ကဘာကြောင့်ဒီလောက်ထိဆက်ပြီးမမမမရက်တည်နိုင်လာလဲဆိုတော့မေခွန်းတွေဖြစ်လာခဲ့ပါတယ်။ရိုလက်စ်ကိုတခြားအရာတွေနဲ့ဘေးအရာကရှားနာသွားစေတာပါလေ။သင်အမြင်လေးတွေကို comment မှာရေးတော်လို့ရပါတယ်။ဒုတိယပိုင်းမှာရိုလက်စ်နာယူတွေဘာကြောင့်ဈေးကြီးရတာလဲဆိုတာကိုတင်ဆက်ပေးထားတာဖြစ်လို့ဒုတိယပိုင်းကိုလည်းဝင်ရောက်ကြည့်ရှုသွားကြပါဦးလို့မှတ်ချရှင်ပါတယ်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ပါ။